ရန်ကုန်တိုင်းလှိုင်းသားရဆက်မှုဆောင်ငားမှာရှိတဲ့ဝမ်ချင်းအထည်ချုပ်စက်ယုံမှာအလုသမားတွေကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲစက်ယုံလုပ်ငန်းတွေရပ်ဆိုင်ခဲ့တာကြောင့်အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့အလုသမားတွေကပြောပါတယ်။စက်ယုံမှာလူငယ်တွေခုနလပိုင်းကတည်းကအော်ဒါပြက်လက်ခဲ့ပြီးတဲ့နောက်စက်ယုံလုပ်တာ350ဝန်းကျင်ကိုရှော့ချခဲ့တယ်လို့လည်းအလုသမားတွေကပြောပါတယ်။ စရုံတဲကဆက်ပစ္စည်းတွေကိုဩဂုတ်လကတည်းကစတင်ရွှေ့ပြောင်းခဲ့ပြီးစက်တင်ဘာလမှာတော့လုံးဝရွှေ့ပြောင်းပြီးစီးသွားတယ်လို့လဲဆိုပါတယ်။လက်ရှိမှာတော့တီးကျက်ရေးစုပါနှဦးနဲ့အလုတ္တမ150ကျော်ပဲစရုံမှာကြန့်ရှိနေတယ်လို့သိရပါတယ်။ရော်ဂျီပီးယားမှာကိုရှောင်ရှားလို့တာကြောင့်အလုတ္တမတွေကိုစရုံဘက်ကတဖြည်းဖြည်းရှော့ချခဲ့ပြီးစိတ်သက်သာအောင်ရည်ရွယ်လှုပ်ဆောင်ခဲ့တယ်လို့လဲအလုတ္တမတွေကပြောပါတယ်။ ရုတ်တရက်စက်ရုံပိတ်သိမ်းလို့လက်ရှိအခြေအနေတွေကိုမသိရှိရဘဲအလုတ်သမားတွေမှာတခြားအလုတ်ရှာဖို့စားတောက်စီအတွက်နဲ့အခက်အခဲတွေပါကြုံတွေ့နေရတယ်လို့လည်းအလုတ်သမားတွေကပြောပါတယ်။လက်ရှိအခြေအနေတွေကိုလှိုင်းတရားမြွနဲ့အလုတ်သမားဦးစီးဌာနကိုတိုင်ကြားထားပေမဲ့လည်းစက်ရုံကိုလာရောက်ဖြည့်ရှင်းပေးတာမျိုးမရှိသေးဘဲအော်တိုဘာ9ရက်မှာလာရောက်ရှင်းပေးမယ်လို့တာဝန်ရှိသူတွေကပြောကြားထားတယ်လို့လည်းအလုတ်သမားတွေကပြောပါတယ်။ စက်ရုံအလုပ်ရုံလုပ်ငန်းတွေအနေနဲ့လုပ်ငန်းပိတ်သိမ်းလိုပါကဂုဏ်သိက္ခာရှိစွာနဲ့အလုပ်သမားတွေကိုကြိုတင်အသိပေးဖို့ရွက်ကြေးပေးစရာရှိတာတွေကိုပေးလျော်ဖို့လိုအပ်ပြီးဓမ္မတာအလုပ်သမားတွေကကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နိုင်မှာလို့လည်းအလုပ်သမားအရေးလှုပ်ရှားသူကအကြံပြုထားပါတယ်ဟုတ်တော့ဦးနေမှာစက်ယုံပြန်ဖွင့်ခြင်းရှိမရှိကြည့်မယ်။လှိုင်းတရားလေးပါယုံကနေလူအပ်ရင်နေပြည်တော်အထိတောင်းဆိုမှာပါလို့လဲအလို့သမားတွေကမြန်မာလေးပါ news ကိုပြောဆိုထားပါတယ်။ ကျမကတော့စိတ်မှ